ါဒါကစစ်တပ်ရဲ့နောက်ဆုံးရည်ရွယ်ချက်နောက်ဆုံးအစီအစဉ်နောက်ဆုံးထွက်တက်က2025ပဲဒါဆိုရင်ကျွန်တော်တို့တော်လန်ရေးဘက်ကရောကျွန်တော်တို့ဒီຫນွေဦးတော်လန်ရေးဘက်ကရော2025ကဘယ်လောက်ထိအရေးကြီးတယ်လဲဆိုရင်ကျွန်တော်တို့ကဒါတော်လန်ရေးလုပ်တယ်လို့ခေါင်းစဉ်တက်ထားတယ်အကျွန်တော်တို့မြန်မာပြည်သူလူထုတွေเนาะဒီနိုင်ငံရေးနဲ့အလှမ်းဝေးတယ်မြန်မာပြည်သူလူထုတွေအားလုံးသိရမှာကတော်လန်ရေးနဲ့ ပုံကန်တာမတူဘူးเนาะတော်လန်တယ်ဆိုတာကဒီအစိုးရစနစ်တစ်ခုဒီအုပ်ချုပ်သူလူဒန်းသားတွေရဲ့စနစ်တစ်ခုကိုပြည်သူလူထုကမကြိုက်လို့ဒါနိုင်ငံသားအခွင့်အရေးအရတရားဝင်တော်လန်တာဒါကတော်လန်ရေးပုံကန်တာကြတော့ဒီအစိုးရစီကနေကိုယ့်အဖွဲ့အစည်းကအာဏာလိုချင်လို့ပုံကန်တာတော်လန်တာနဲ့ပုံကန်တာမတူဘူးအဲ့တော့ကျွန်တော်တို့တော်လန်ရေးကဘယ်အထိပဲဘယ်အထိပဲအကျုံးဝင်မှာလဲဆိုရင်2025အထိပဲအကျုံးဝင်မယ်2025ရဲ့နောက်ပိုင်းစစ်တပ်က လောက်တဲ့အတူအောင်ဟန်ပြရွေးကောက်ပွဲကအောင်မြင်သွားတယ်။အောင်မြင်သွားပြီးစစ်တပ်ကကြိုတင်စီစဉ်ထားတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့ဒုတိယစစ်တပ်ဖြစ်တဲ့ကြက်ခိုင်ခွင့်ပြုရေးပါတီကတရားဝင်အစိုးရဖြစ်သွားပြီးဒီတိုင်အောင်ကျွန်တော်တို့ဒီဘက်မှာຫນွေဦးတော်လှန်ရေးအဖွဲ့ကဆက်ရှိနေသေးတယ်။ဆက်ပြီးတော်လှန်ရေးလုပ်နေတယ်ဆိုရင်အဲ့ဒါကတော်လှန်ရေးမဟုတ်တော့ဘူး။အဲ့ဒါဘာဖြစ်သွားပြီလဲဆိုတော့ပုံကန်တာ၊တပုံထတာဖြစ်သွားပြီ။အဲ့တော့ဒီ2025မှာမှတော်လှန်ရေးကိုအဆုံးမတက်နိုင်ရင်ဒါမှမဟုတ်စစ်တပ်ကလုတ်တဲ့အတူအောင်ဟန်ပြရွေးကောက်ပွဲကိုကျွန်တော်တို့ကမတားဆီးနိုင်ရင် မသားစီးနိုင်ရင်မဖြက်စီးနိုင်ရင်စစ်တပ်ကတရားဝင်အစိုးရဖြစ်သွားရင်ကျွန်တော်တို့ကတရားဝင်တပုံဖြစ်သွားမယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကောင်စီသားရွေးကောက်ပွဲအောင်မြင်ပြီးအနာရပါတီကိုအာဏာလွှဲအပ်ပေးလိုက်ပါကຫນွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ PDF တွေကတရားဝင်ပုံကန်သူတပုံတွေဖြစ်သွားမယ်လို့ကိုချစ်နောင်သတိပေးသုံးသပ်ပြထားတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်။ပြရတယ်နော်စစ်တပ်ကအခုချိန်ထိအာဏာသိမ်းတယ်လို့ဝန်မခံရဲတွေဘူးပေါ့နော်။ထမိန်ပတ်ထားတဲ့စစ်ဘုတ်ချုပ်တွေကအခုချိန်ထိအာဏာသိမ်းတယ်လို့ ဝန်ခံရဲဘူးဘာလို့ဝန်ခံရဲလဲဆိုတော့စစ်တပ်မှာကအာဏာသိမ်းပိုင်ခွင့်မရှိအာဏာသိမ်းလိုက်ရင်သူတို့ဒီအသက်ထက်တန်ဖိုးထားပါတယ်ဆိုတဲ့2008အခြေခံဥပဒေဖွဲ့စည်းပုံကအော်တိုမက်တစ်ပြတ်သွားမှာစစ်တပ်ကအာဏာသိမ်းတာနဲ့ဒီစစ်တပ်ကဒီအသက်ထက်တန်ဖိုးထားတဲ့နော်သူတို့ဒီစစ်ဗိုလ်ချုပ်ဒီအကုံလုံးကိုအကာအကွယ်ပေးထားတဲ့2008အခြေခံဥပဒေဖွဲ့စည်းပုံကစစ်တပ်အာဏာသိမ်းလိုက်တာနဲ့အော်တိုမက်တစ်2008အခြေခံဥပဒေဖွဲ့စည်းပုံကပြတ်ပြီးသားဖြစ်သွားမယ်အဲ့ဒီအတွက်ကြောင့်စစ်တပ်ကအခုချိန်ထိအာဏာ တိမ့်တယ်လို့တရားဝင်ဝင်မခံသေးဘူးသူဘာလို့ထားလဲဆိုတော့အာနာထိမ့်တယ်လို့ပဲပြောထားတယ်အဲ့တော့စစ်သက်ကအာနာထိမ့်တယ်ဆိုရင်ဒီ2025ခုနှစ်ထက်ကိုကြော်လို့မရဘူးဘာကြောင့်လဲဆိုတော့သူကဒီ2020ရဲ့ရွေးကောက်ပွဲရလက်ကိုအကြောင်းပြုပြီးတော့မှအာနာထိမ့်တာဖြစ်တဲ့အတွက်ကြောင့်2020ရဲ့ရွေးကောက်ပွဲရလက်ဒီ2025မှာအဆုံးသတ်သွားပြီနောက်ဆုံးနှစ်ဖြစ်တဲ့အတွက်ကြောင့်စစ်သက်က2025ထက်ကိုကြော်လွန်ပြီးတော့အာနာထိမ့်လို့မရဘူးအဲ့ဒီတော့ကြောင့်သူဘာလုပ်ပြရမလဲဆိုရင်သူရွေးကောက်ပွဲမဖြစ်မနေ လုတ်ကိုလုတ်ပေးရမယ်အဲ့ဒီရွေးကောက်ပွဲကိုလည်းစစ်တပ်ကကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းပဲစစ်တပ်ကလိုလားတဲ့မြန်မာနိုင်ငံရဲ့ဒုတိယစစ်တပ်ဖြစ်တဲ့စက်ခံဖွံ့ဖြိုးရေးပါတီကအနိုင်ရပြီးတော့မှမင်းအောင်လှိုင်တို့မဟုတ်တခြားစစ်ဘုချုပ်တယောက်ယောက်ကဒီတမနာတက်လုံမယ်ဒါမှအဲ့ဒီပြီးရင်ဒီ2025ရွေးကောက်ပွဲပြီးရင်နောက်မှ2030မတိုင်ခင်နောက်ထပ်ရွေးကောက်ပွဲမတိုင်ခင်မှာဒီပြည်တွင်းမှာရှိတဲ့ဒီစစ်တပ်နဲ့ကြံ့ဖို့ကိုဒီဘ ਹੁ နိုင်ငံရေး အနာကိုရှင်းပြနိုင်တဲ့နိုင်ငံရေးသမားတွေပါတီတွေမရှိအောင်ဖြိုခွင်းချလိုက်မယ်နော်အဲ့တော့ကျွန်တော်ပြောတာရိုးရိုးလေးပဲမြင်ကြည့်နော်စစ်တပ်ကအနာသိမ့်တာလို့အခုချိန်ထိဝန်မခံသေးဘူးသူကအနာကိုထိမ့်တယ်လို့ပဲလှည့်စားထားတယ်အနာကိုဘာကြောက်ထိမ့်ရတာလဲဆိုရင်2020ရွေးကောက်ပွဲကိုအကြောင်းပြုပြီးတော့မှအနာထိမ့်တယ်လို့စစ်တပ်ကကြေညာထားတယ်စစ်တပ်ကတရားဝင်အနာသိမ့်လိုက်တာနဲ့သူတို့ခေါင်းပေါ်တင်ထားတဲ့ဒီ ဒီရစရာသဘောမှုပေါင်းမျိုးစုံကိုကျူးလွန်ထားတဲ့စစ်တပ်တစ်ခုလုံးကိုအကာအွယ်ပေးထားတဲ့2008အခြေခံဥပဒေဖွဲ့စည်းပုံကစစ်တပ်အာဏာသိမ်းလိုက်တာနဲ့ဒါအော်တိုမက်တစ်ပြည့်စည်သွားမှာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်စစ်တပ်ကအာဏာသိမ်းတယ်လို့အခုချိန်ဒီဝန်မခံဘဲနဲ့အာဏာထိန်းတယ်လို့ပဲဝန်ခံတယ်။အဲ့တော့အာဏာထိန်းတယ်ဆိုရင်အာဏာကိုဘာအတွက်ကြောင့်ထိန်းတာလဲ2020ရွေးကောက်ပွဲရလက်ကိုအကြောင်းပြုပြီးတော့မှအာဏာထိန်းတာ။အဲ့တော့2020ရွေးကောက်ပွဲရလက်ဒီလာမယ့်2025မှာနောက်ဆုံးအဆုံးတက်သွားပြီ။အဲ့ဒါဆိုရင်စစ်တပ်ကဒီရွေးကောက်ပွဲအစ်စ်တစ်ခုကိုမဖြစ်မနေလုပ်ပေးရမယ်။ စစ်တပ်ကသူရွေးကောက်ပွဲကိုဘလို့ပုံစံနဲ့ပဲလှုပ်လှုပ်ဘလို့နီးနဲ့ပဲလှုပ်လှုပ်ဒီအတုအယောင်ဟန်ပြရွေးကောက်ပွဲတစ်ခုကိုလုတ်ပြနိုင်လိုက်တယ်ဆိုရင်စစ်တပ်ကတရဝင်းအစိုးရပေါ်ထွက်လာလိမ့်မယ်ဒါကစစ်တပ်ရဲ့နောက်ဆုံးရည်ရွယ်ချက်နောက်ဆုံးအစီအစဉ်နောက်ဆုံးထွက်တက်က2025ပဲဒါဆိုရင်ကျွန်တော်တို့တော်လှန်ရေးဘက်ကရောကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးဘက်ကရော2025ကဘယ်လောက်ထိအရေးကြီးသလဲဆိုရင်ကျွန်တော်တို့ကဒါတော်လှန်ရေးလုပ်တယ်လို့ခေါင်းစဉ်တက်ထားတယ် အဲ့ကျွန်တော်တို့မြန်မာပြည်လူလူတွေနော်ဒီနိုင်ငံရေးနဲ့အလှမ်းဝေးတယ်မြန်မာပြည်လူလူတွေအားလုံးသိရမှာကတော်လှန်ရေးနဲ့ပုံကန်တာမတူဘူးနော်တော်လှန်တယ်ဆိုတာကဒီအစိုးရစနစ်တစ်ခုဒီအုပ်ချုပ်သူလူတန်းစားတွေရဲ့စနစ်တစ်ခုကိုပြည်သူလူထုကမကြိုက်လို့ဒါနိုင်ငံသားအခွင့်အရေးအရာတရားဝင်တော်လှန်တာဒါကတော်လှန်ရေးအပုံကန်တာကြတော့ဒီအစိုးရစီကနေကို့အဖွဲ့အစည်းကအာဏာလိုချင်လို့ပုံကန်တာတော်လှန်တာနဲ့ပုံကန်တာမတူဘူးအဲ့တော့ကျွန်တော်တို့တော်လှန်ရေးကဘယ်ထိပဲဘယ်ထိပဲ အကျုံးဝင်မှာလဲဆိုရင်2020နဲ့9အထိပဲအကျုံးဝင်မယ်2025ရဲ့နောက်ပိုင်းစစ်တပ်ကလုတ်တဲ့အတူအောင်ဟန်ပြရွေးကောက်ပွဲကအောင်မြင်သွားတယ်အောင်မြင်သွားပြီးစစ်တပ်ကကြိုတင်စီစဉ်ထားတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့ဒုတိယစစ်တပ်ဖြစ်တဲ့ကြက်ခိုင်ခွင့်ပြုရေးပါတီကတရားဝင်အစိုးရဖြစ်သွားပြီးဒီတိုင်အောင်ကျွန်တော်တို့ဒီဘက်မှာຫນွေဦးတော်လှန်ရေးအဖွဲ့ကဆက်ရှိနေသေးတယ်ဆက်ပြီးတော်လှန်ရေးလုပ်နေတယ်ဆိုရင်အဲ့ဒါကတော်လှန်ရေးမဟုတ်တော့ဘူးအဲ့ဒါဘာဖြစ်သွားပြီလဲဆိုတော့ပုံကန်တာတပုံထတာဖြစ်သွားပြီအဲ့တော့ဒီ2025မှာမှတော်လှန်ရေးကိုအဆုံးမတက်နိုင်ရင်ဒါမှမဟုတ် စစ်တပ်ကလုတ်တယ်အတူအယောင်ဟန်ပြရွေးကောက်ပွဲကိုကျွန်တော်တို့ကမတားဆီးနိုင်ရင်မတားဆီးနိုင်ရင်မဖြတ်ဆီးနိုင်ရင်စစ်တပ်ကတရားဝင်အစိုးရဖြစ်သွားရင်ကျွန်တော်တို့ကတရားဝင်တပုံဖြစ်သွားမယ်နော်အဲ့ဒါအဲ့ဒီအတွက်ကြောင့်ဒီ2025ခုနှစ်ကဒီတော်လှန်ရေးရဲ့နောက်ဆုံးအဆုံးသက်အဆုံးဖြတ်ပေးတဲ့နှစ်လို့ကျွန်တော်ပြောတာတော်လှန်ရေးပြီးမယ်လို့ပြောတာမဟုတ်ဘူးနော်အဲ့တော့တော်လှန်ရေးပြီးချင်းမပြီးချင်းကလည်းကျွန်တော်တို့ပြည်သူလူထုတွေတူးချင်းတယောက်ချင်းစီရဲ့ဒီနိုင်ငံရေးအပေါ်ပါဝင်မှုပေါ်မှာအခြေခံတဲ့ ခုဆိုပို့ပြီးတော့မှဝန်းနေစရာကောင်းတာကကျွန်တော်တော်လန်ကြီးအစမှာပြည်လူလူအကုန်လုံးကဒီအာတက်တယောတခဲနဲ့ပါဝင်ခဲ့ကြပြီမဲ့တခဲတော်လန်ကြီးအဆုံးတက်တဲ့အချိန်ရောက်ပြီပို့ပြီးတော့မှအရေးကြီးတဲ့အချိန်ပို့ပြီးတော့မှဒီဒီအန်ဒီယေဒီနဲ့ရင်ဆိုင်နေရတဲ့အချိန်ကိုရောက်တော့မှပြည်လူလူတွေကဒီတော်လန်ကြီးပေါ့စိတ်ပါဝင်စားမှုကရော့ကျသွားတာကိုကျွန်တော်တို့ရင်ဆိုင်နေရတယ်ဒါကတော်တော်ဆိုးွားတဲ့အချိန်တွေကိုရင်ဆိုင်နေရတာအဲ့တော့ခုနကအဆက်ကိုပြန်ဆက်ရရင်စစ်တပ်အတွက်ကလည်းသူအာနာထိန်းတယ်ဆိုရင်2025ကနောက်ဆုံးပဲ အဲ့တော့အဲ့ဒီ2025ရဲ့နောက်ပိုင်းကိုစစ်တပ်ကရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုရင်အာဏာသိမ်းပါတယ်လို့တရားဝင်ကြေညာရတော့မယ်။အဲ့လိုအာဏာသိမ်းပါတယ်လို့တရားဝင်ကြေညာလိုက်တာနဲ့ဒီစစ်ရာဇဝတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဒီစစ်ဘုတ်ချုပ်တွေအားလုံးကိုအကာအကွယ်ပေးနေတဲ့သူတို့ခေါင်းပေါ်တင်ထားတဲ့2008အခြေခံဥပဒေဖွဲ့စည်းပုံကစစ်တပ်အာဏာသိမ်းလိုက်တာနဲ့အော်တိုမက်တစ်ပြတ်စီးသွားပြီ။ တော့စစ်တပ်ကဒီ2008အခြေခံဥပဒေဖွဲ့စည်းပုံကိုလုံးဝအပြည့်စည်းခံမှာမဟုတ်ဘူးအဲ့ဒီတော့ကြောင့်စစ်တပ်အနေနဲ့ကဒီ2025မှာရွေးကောက်ပွဲကိုသူကမရရအောင်မဖြစ်ဖြစ်တဲ့နီးနဲ့သူရအောင်လုပ်မယ်ကျွန်တော်ကျွန်တော်တို့ဒီဘက်ကတော်လည်းအုပ်စုကလည်း2025ထက်ကျော်လွန်သွားတဲ့ကျော်လွန်သွားရင်စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲအောင်မြင်သွားလို့ရွေးကောက်ပွဲကနေအစိုးရအစ်တစ်ခုပေါ်ခဲ့တဲ့တိုင်အောင်တော်လည်းဆက်လုပ်နေသေးတယ်ဆိုရင်ဒါကတော်လည်းမဟုတ်တော့ဒါကဘာဖြစ်သွားလဲဆိုတော့ပုံကန်တာတပုံထတာဖြစ်သွားပြီအဲ့ဒီတော့ကျွန်တော်တို့အတွက်ဒီတော်လန်ကြီးຫນွေဦးတော်လန်ကြီးအတွက်ကလည်း ဒါပေမဲ့2025ကဒါကျွန်တော်တို့ရဲ့နောက်ဆုံးစ조사ခွင့်ပဲဖြစ်တယ်အဲ့ဒီတော့ကြောင့်ဒီ2025ကိုကျွန်တော်တို့ရင်ဆိုင်ချင်နေဖြစ်စေရင်မဆိုင်ချင်နေဖြစ်စေမဖြစ်မနေကျွန်တော်တို့အားလုံးကရင်ဆိုင်ရမယ်အဲ့ဒီတော့ခုနကအဆက်ကိုပြန်ဆက်မယ်ဒီရွေးကောက်ပွဲကိုဖြည့်ဆည်းနိုင်ဖို့တားမြစ်နိုင်ဖို့ဒီဒီမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ဖို့ဆိုရင်ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ဒီဘ ਹੁ အစိုးရအုပ်ချုပ်ရေးနယ်မြေတွေကို UNG ဥဆောင်တဲ့ຫນွေဥတော်လှန်ရေးတပ်ကဝင်ရောက်သိမ်းပိုက်ထိ ंछ ုံနိုင်ဖို့လိုအပ်တယ်အဲ့ဒီလိုမှမလုပ်နိုင်ရင်စစ်တပ်ရွေးကောက်ပွဲကတေချာပေါက် ထမြောက်သွားမှာအဲ့တော့ကျွန်တော်တို့မှာအချိန်ဘယ်လောက်ပဲကျန်တော့လဲဆိုတော့6လပဲကျန်တော့လဲနော်အဲ့တော့အချိန်6လအတွင်းမှာဒီ UNG ဥဆောင်တဲ့ຫນွေဥတော်လန်ကြီးတပ်တွေကဒီဗဟိုအစိုးရရဲ့အုပ်ချုပ်ရေးနယ်မြေတွေဖြစ်တဲ့ရန်ကုန်မန္တလေးနေပြည်တော်စကိုင်းမကွေးအစရှိတဲ့ဒီပြည်မဒီအစိုးရရုံးဆိုင်ရာမြို့တွေကိုတိမ့်ပိုက်တိုက်ခိုက်နိုင်ဖို့ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်အဲ့လိုမှမလုပ်နိုင်စစ်တပ်ကရွေးကောက်ပွဲအောင်မြင် ယူကပွဲကနေသူတို့ကြိုတင်စီတင်ထားတဲ့အတိုင်းပဲချက်ဖို့ကမဲနိုင်ချက်ဖို့မဲနိုင်ရမင်းအောင်လိုင်းကတမနာတက်လို့မင်းအောင်လိုင်းကတမနာတက်လို့ပြီး၃လနှစ်ကြာတဲ့အခါမှာဒီပြည်တွင်းမှာရှိတဲ့ဒီ NLD ပါတီဝင်တွေဒီဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကိုစစ်တပ်ကဖြိုခွင်းမဲ့ဖမ်းဆီးမဲ့တေမိတ်တွေချမဲ့တေတံတွေပေးမဲ့ပုံစံမျိုးမျိုးနဲ့ဖြိုခွင်းလိုက်ရင်ဒီ2030ဒုတိယယူကပွဲကိုရောက်ရင်2030ဒုတိယယူကပွဲကိုရောက်ရင်မြန်မာနိုင်ငံမှာစစ်တပ်နဲ့ချက်ဖို့ကိုရှင်နိုင်တဲ့နိုင်ငံရေးပါတီမရှိတော့ဘူး မြင်းချံနော်ထိုးကြီးတောင်သာနှင့်ငန်းစုံရှိစစ်တပ်တပ်ဆွဲထားသော နေရာဆဲနှစ်ခုကို ခရိုင်အဆင့်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်မှုစစ်ကောင်စီတပ်သား90ဦးထပ်မံဲတေဆုံပြီးလက်နက်28လက်သိမ်းဆေးရရှိမန္တလေးတိုင်းမြင်းချံမြို့နယ်နော်ထိုးကြီးမြို့နယ်တောင်သာမြို့နယ်နှင့်ငန်းစုံမြို့နယ်ရှိအကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောနေရာဆဲနှစ်ခုကို ခရိုင်အဆင့်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သား50ဦးထက်မနည်းတေဆုံးပြီးလက်နက်28လက်သိန်း30ရရှိခဲ့ကြောင်းကိုမြင်းဆောင်အညာမြေစစ်စင်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည့်မေလ15ရက်နေ့မှစတင်၍မြင်းချံမြို့နယ်စီမီခုံရဲစခန်းမြင်းချံမြို့နယ်ကြောက်ပြုတ်ရွာပြူစခန်းမြင်းချံမြို့နယ်တောင်ရှိခိတ်ထိုင်စခန်းမြင်းချံမြို့ဆယ်ရှိရက်ကွက်နှင့် ခရိုင်ထွေအုံယုံနွားထိုးကြီးမြို့နယ်ဝက်လူရဲစခန်း နွားထိုးကြီးမြို့နယ် gas ပိုက်လိုင်းနဲ့မြို့မစခန်းနွားထိုးကြီးမြို့နယ်စီရွာအနီးစစ်ကြောင်းတောင်တာမြို့နယ်ထနောင်းကုန်းပြူရွာစခန်းတောင်တာမြို့နယ်မြို့ဝင်ကိတ်တောင်တာမြို့နယ် gas ပိုက်လိုင်းငန်းစုံမြို့နယ်မြို့ဝင်ကိတ်နှင့်ငန်းစုံမြို့နယ်မြို့တာပန်ဆောင်ကင်းစခန်းတို့ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ယင်းတိုက်ခိုက်မှုကိုခရိုင်အစစ်စစ်စင်၏အဖြစ်တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်ဖက်မှစစ်သားရဲနှင့်ပြူစောထီးများအပါအဝင်၅၀ဦးထက်သေဆုံးကား အများပြားဒဏ်ရာရရှိကလက်နက်မျိုးစုံနဲ့၁၈လက်နက်ခဲယမ်းများတင်စီရရှိခဲ့ကြောင်းသိရှိရသည်ထိတွေ့တိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်ဖက်မှ၄ချောင်းပစ်ကူအဖြစ် Jet Fighter 7M35 တို့ဖြင့်အစမတန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော်လန်ရေးရဲဘော်များထိခိုက်ရှိခဲ့ကြောင်းသိရသည်ဟိုအစိုးရအုပ်ချုပ်ရေးရုပ်ကောက်ပွဲတွေကိုသူတို့ကဝင်မှလည်းမဟုတ်ဘူးဝင်နိုင်စွမ်းလည်းမရှိဘူးအဲ့တော့ဒီစစ်တပ်ရဲ့ဒီဘ ਹੁ အစိုးရအာဏာဘ ਹੁ အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက်ရှင်းပြနိုင်တဲ့ NLD ပါတီတွေဒီမိုကရေစီတက်ကြွလှုပ်ရှားရေးသမားတွေကိုစစ်တပ်ကဒီ2025ရဲ့နောက်ပိုင်းမှာစစ်တပ်နဲ့တက်ခိုင်ဖွံ့ဖြိုးရေးအစိုးရနဲ့ဖြိုခွင်းနိုင်ရင်ပြိုသွားရင်နောက်မှာတက်ခိုင်ဖွံ့ဖြိုးရေးနဲ့စစ်တပ်ကိုဒီနိုင်ငံရေးအရာရှင်းနိုင်တဲ့ပါတီမရှိတော့ရင်မြန်မာနိုင်ငံကတပ်ပါတီအာဏာရှင်စနစ်ကိုအော်တိုမက်တစ်ရောက်သွားလိမ့်မယ်စစ်တပ်ကအာဏာသိမ်းစရာကိုမလိုတော့ဘူးအဲ့ဒီချိန်ကျရင်နောက်တစ်ချိန်အာဏာသိမ်းစရာကိုမလိုတော့ဘူးတပ်ပါတီအာဏာရှင်စနစ်ကအော်တိုမက်တစ်ဖြစ်သွားလိမ့်မယ်နော်အဲ့တော့ဒါဆိုရင်ဒီ2025ကဘယ်လောက်ရေးကြီးလဲဆိုရင်မျက်လုံးထဲမှာမြင်ကြည့်နော် ခုနကကျွန်တော်ပြောတဲ့ပုံစံတွေဒါမလွဲမသွေဖြစ်ခဲ့မယ်ဆိုရင်မြန်မာနိုင်ငံဟာတေကြပေါ့တပါတီအာနာရှင်စနစ်နဲ့တန်တရာတစ်လျှောက်လုံးသွားနိုင်မယ်ဘလို့ပုံစံမျိုးလဲဆိုရင်ဗျာဒီတရုတ်တို့ရုရှားတို့လိုပုံစံမျိုးเนาะတရုတ်မှာဆိုလဲဒါရှီကျင်းဖျင်ရဲ့ကွန်မြူနစ်ပါတီကတပါတီအာနာရှင်စနစ်ရှီကျင်းဖျင်ကတရုတ်မှာယာတပ်ပံတမရဖြစ်တယ်အရွေးကောက်ပွဲလုပ်တယ်ဆိုတာကလည်းဒီတပါတီတဲကိုပဲမောင်ဖြူနဲ့မောင်မဲကိုယူခိုင်းတာအဲရုရှားမှာလည်းဒီအတိုင်းပဲလीเนาะအာ ပူတင်ကရုရှားသမ္မတပူတင်ကရာသပန်သမ္မတဖြစ်တယ်။ရွေးကောက်ပွဲလုပ်တယ်ဆိုတာလေဒီပါတီတွေကပဲမောင်ကျွန်းနဲ့မောင်မဲကိုပဲတွတ်တော်အမတ်လောက်ပဲရွေးတာသမ္မတကိုမရွေးဘူး။အဲ့ဒီအဲနောက်မှမြန်မာနိုင်ငံလည်းအဲ့ဒါလိုဖြစ်လာမယ်။အဲ့တော့ခုနကကျွန်တော်ပြောသလိုစစ်တပ်ကလုပ်တဲ့အတုအယောင်ဟန်ပြရွေးကောက်ပွဲတာအောင်မြင်အထမြောက်သွားရင်လောလောဆယ်ဆယ်မှာဟုတ်လား2025မှာရွေးကောက်ပွဲပြီးတယ်2026မှာအဲဒီရွေးကောက်ပွဲကနေကျန်းဖွပါတီကအစိုးရဖြစ်တယ်။ဆိုရဖြစ်နေတော့ကာလမှာဒီနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေသေးလို့နော်။ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဋ္ဌကကြက်ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌကလုံးလုံးစေတမနာတက်လုပ်ခြင်းလုပ်ထားမယ်နောက်တစ်နှစ်နှစ်နှစ်ကြာရင်မင်းအွန်လိုင်းကအဲ့ဒီကြက်ခိုင်ဖွံ့ဖြိုးရေးတမနာကိုဖြုတ်ချသူကတမနာတက်လုပ်ပြီးရင်မြန်မာနိုင်ငံကိုတပါတိအာဏာရှင်စနစ်နဲ့ဆက်သွားမင်းအွန်လိုင်းကမြန်မာနိုင်ငံရဲ့ယာတက်ပံသူတည်တပံတက်တဆုံးတမနာတက်လုပ်ပြီးရင်မင်းအွန်လိုင်းတည်ပြီးတဲ့နောက်မင်းအွန်လိုင်းရဲ့တပည့်ပြီးမင်းအွန်လိုင်းရဲ့သားတွေကဒါတမနာတက်လုပ်ဆိုရင်မြန်မာနိုင်ငံမှာစစ်တပ်ကနောက်မှာဘယ်တော့မှအာဏာသိမ်းစရာမလိုဘဲနဲ့တပါတိအာဏာရှင်စနစ်ကိုအော်တိုမက်တစ်ရောက်သွားလိမ့်မယ် ရောက်သွားလိမ့်မယ်ဆိုတာဒါကျွန်တော်ကကြိုတင်ရင်ဆိုင်ရမယ့်အရာတွေကိုပြောပြနေတာနော်ဒီလိုဖြစ်လာမယ်လို့ပြောနေတာမဟုတ်ဘူးအဲ့တော့အဲ့ဒီလိုမဖြစ်စေချင်ရင်ကျွန်တော်ဒီ2025မှာပြည်တွင်းစစ်အမျိုးတော်လမ်းကြီးကိုအဆုံးတတ်ရလိမ့်မယ်အဲ့လိုအဆုံးတတ်နိုင်ဖို့အတွက်စစ်တပ်ကလုပ်တဲ့အတုအယောင်ဟန်ပြရွေးကောက်ပွဲတွေကိုကျွန်တော်တို့တားမြစ်နိုင်ဖို့အတွက်ဖြစ်စည်းနိုင်ဖို့အတွက်ဆိုရင်အယူကြီးဦးဆောင်တဲ့အမျိုးတော်လမ်းကြီးတပ်တွေကဘ ਹੁ အစိုးရအုပ်ချုပ်ရေးနယ်မြေတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့လိုအပ်တယ်အခုဆိုရင်ဒါတိုင်းရင်းသားနယ်မြေတွေကို 60ရာခိုင်နှုန်းလောက်ကတိုင်းရင်းသားတွေတိမ့်ပြီးသွားပြီတိမ့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကကြောတောက်နောက်ခံကတော့ကြောတောက်နောက်ခံ background ကောင်းကောင်းကရနေပြီရနေပြီဆိုတော့ဒီ UNG နဲ့ဒီຫນွေဥတော်နယ်ကြီးမှာပေါ်လာတဲ့ PDF တွေစစ်စစ်လုံးလုံးနဲ့ဒီဘ ਹੁ အစိုးရအုပ်ချုပ်ရေးနယ်မြေတွေကိုဝင်ရောက်တိုက်ခိုက်တိမ့်ပိုက်မယ်ဆိုရင်ကျွန်တော်တို့တော်တယ်ရေးရာဒီ2025မှာတေချာပေါ့အနိုင်ရမှာအတိချာပဲအဲ့တော့အဲ့မှာကျွန်တော်တို့ကဘာလိုနေတာလဲဆိုတော့စီလုံးမှုတစ်ခုပဲလိုအပ်နေတယ်စီလုံးမှုဆိုတဲ့နေရာမှာကျွန်တော်တို့ဟောနှစ်ဖက်စလုံးကအလျှော့ပေးရမယ်အခုကျွန်တော်မြင်နေတာက ဒီ UNG ကဒါဟော UNG ကဒီနိုင်ငံရေးအရာတော်လန်ရေးအစိုးရဆိုတော့ဒီနိုင်ငံရေးကိုဥဆောင်မဲ့တော်လန်ရေးအစိုးရအဖြစ်နဲ့လုပ်တယ်ဒါပေမဲ့သူစစ်ရေးကိုပါသူယူထားတယ်ကွာ UNG ရဲ့ပုံစံကဘယ်လိုဖြစ်နေတာလဲဆိုတော့ဗျာ UNG ရဲ့ပုံစံကဘယ်လိုဖြစ်နေတာလဲဆိုတော့တကယ်ဆိုရင် UNG ကဒီဒီနိုင်ငံတကာနဲ့တန်တမာရေးနဲ့ဒီတော်လန်ရေးပြီးသွားရင်ဒီတော်လန်ရေးပြီးသွားရင်ဒီဂျာကာလာမှာနော်သူတို့လူငါတမင်းမဖြစ်ဖို့အတွက်ဒီဂျာကာလာမှာ သူတို့လူငါတမဲမဖြစ်ဘူးဟိုဒီပြည်တော်စုကြီးပြိုကွဲမသွားဘူးအတွက်အန်ယူဂျီကဒီနိုင်ငံရေးအရာဒီတော်လှန်ရေးပြီးသွားရင်ဂျားပြအစိုးရအနေနဲ့နှစ်နှစ်တို့မဟုတ်သုံးနှစ်တတသူနေရမယ်သူအစိုးရလုပ်ရမယ်သူဒါစီမံခန့်ခွဲရမယ်ဒါပြီးရင်ဒါညီလာခံတွေပြန်လုပ်မယ်အဲပြီးရင်ဒီတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ဒါဒီဘဟုအစိုးရနဲ့ဆွေးနွေးပြီးတိုင်ပင်ပြီးတော့ဒါအနာခွဲဝေမှုတွေဒါအခြေခံဥပဒေတွေရေးဆွဲပြီးရင်ရွေးကောက်ပွဲအသစ်ပြန်လုပ်ရမယ် ဒါကဖြစ်ရုပ်ဖြစ်စင်တာပုံမှန်ကိုပြောတာအဲ့တော့အခု UNG ကအဲ့ဒါလိုသွားနေတယ်အဲ့လိုသွားနေတယ်ဆိုမှဒီဘက်ကအပြင်ပိုင်းမှာအဲ့ဒါလိုသွားနေတယ်ဆိုပေမဲ့ဒီဘက်အသွင်းပိုင်းမှာဘာဖြစ်နေတာလဲဆိုတော့ UNG ကနိုင်ငံရေးကိုတိတက်မသွားပဲနဲ့ဟောစစ်ရေးကိုလည်းသူယူထားတယ်ဗန္ဒာရေးကိုလည်းသူယူထားတယ်နော်အေးအရေးကိစ္စအဝဝအကုန်လုံးသူယူထားတယ်ဒါအပြင်ဟို စစ်ရေးနဲ့မသက်ဆိုင်တဲ့စစ်ရေးမကြွမ်းကျင်တဲ့အဒီပါတီဆိုင်ဘက်ကလူတွေကိုနော် NLD ပါတီထဲကလွှတ်တော်အမတ်တွေရကြေးဥက္ကဋ္ဌတွေနော် NLD ပါတီထဲမှာနှစ်ပေါင်းများစွာလှုပ်လာတဲ့လူတွေဒီပါတီဆိုင်ဘက်ကလူတွေကိုဒီစစ်ရေးယာတူးတွေပေးပြီးတော့ PDF တွေကိုအုပ်ချုပ်စေတယ် PDF တွေအုပ်ချုပ်တော့တကယ်စစ်ရေးယာတုံးတုံးတိုက်တိုက်လုပ်နေတဲ့တကယ်ကိုဒီစစ်တင်နန်းကိုကြက်ကြက်နနပြင်ပြင်ပမှန်ခက်ခက်ခဲတင်ယူထားပြီးတော့မှနော်ဒီအသက်နဲ့ရင်းပြီးတော့စစ်ပွဲကိုအများကြီးဆင်နွှဲခဲ့တဲ့ PDF တွေတကယ်လုပ်နေတဲ့ခေါင်းဆောင်တွေမြေပြင်ကတမှုတွေကြတော့ဘေးရောက်သွားပြီးတော့ဒီ NLD ပါတီကဒီပါတီဆိုင်ဘက်ကလူတွေကဒီဒီစစ်ရေးယာဉ်တကြီးတွေယူပြီးတော့မှ PDF တွေဒီအုပ်ချုပ်ရေးနေရာတွေကိုအကုန်လုံးဝင်ယူထားတယ်နောက်တစ်ခါဒီပကဖဆိုပြီးတော့လည်းလှုပ်ထားတယ်ပကဖဆိုပြည်သူအုပ်ချုပ်ရေးပေါ့ဗျာကျွန်တော်တို့ဒီပုံမှန်အခြေအနေနဲ့ပြောရင်ရဲတပ်ဖွဲ့ပေါ့နော်ဒါဒါပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲတပ်ဖွဲ့တော့ရဲတပ်ဖွဲ့ဆိုရင်လက်နက်ကင်စရာမလိုဘူးလေနော်ဒီအုပ်ချုပ်ရေးအဖွဲ့ကိုအကာအကွယ်ပေးမယ် PDF ဆိုတဲ့ဒီစစ်တပ်ကြီးရှိနေပြီပဲအဲ့တော့ UNG ကဒီဘက်မှာဒီ PDF တွေအကုန်လုံးကိုလည်းဒီပါတီဆိုင်ဘက်ကလူတွေကို ရန်သူကြီးတွေပြီးပြီးတော့ PDF တွေကိုအုပ်ချုပ်စေတယ်ဒီဘက်မှာလည်းဒီပကဖဆိုပြီးတော့မှဒီပါတီကလူတွေပဲနေရပြန်ယူပြန်ရောပြီးကြတော့တခါပကဖမှာလည်းကိုပိုင်လက်လက်ကင်တက်ဖွဲ့နေနေဆိုတော့ NUG ကနိုင်ငံရေးကိုတီးတန့်သွားစစ်ရေးကိုကြွန့်ကျင်သူလက်ထဲကိုအက်နော်ဘန္နာရေးကလည်းဘန္နာရေးတင်းအဖွဲ့ကိုတီးတန့်ထားပြီးတော့မှတကယ်ဖျက်ဖျောက်မဲ့မဲ့တက်တန့်ရှင်းရှင်းလုပ်သွားမယ်ဆိုရင် ဒီအခုဒီတော်လန်ကြီးကဒီနေ့ဒီလိုပုံစံမျိုးထိတိသူတို့လူငါတမင်းဖြစ်မလာဘဲနဲ့တကယ်စစ်စစ်လုံးလုံးနဲ့တော်လန်ကြီးတကယ်အောင်မြင်သွားမှာဒါပေမဲ့အခုအယူကြီးသွားနေတဲ့ပုံစံကဟိုစစ်ရေးလက်သူပဲယူလာတယ်ဘန္နာရေးလက်သူပဲယူတယ်အဲဒီစစ်ဘက်ရာဒူးတွေအကုန်လုံးကိုလည်းသူ့လူတွေသူပေးထားတယ်အဲ့ဒါဘာနဲ့သူလဲဆိုတော့ဟိုဘာနဲ့သူလာလဲဆိုတော့ဟိုသူ့ကိုငါမယုံငါ့ကိုသူမယုံအဲ့လိုပုံစံမျိုးဖြစ်တယ်ဒါအပြင်ဒီຫນွေဦးတော်လန်ကြီးမှာဒီကိုနီးကိုဟန်နဲ့ကိုကိုရဲ့စ조사အထောက်မှုကိုရဲ့အရေးအချင်းကိုရဲ့ဆွဲဆောင်မှုနဲ့ကိုဒီဒီတပ်ဖွဲ့တွေကိုထူထောင်လာနိုင်တဲ့ တက်တွေကိုကြတော့သူ့အောက်ကိုမဖြစ်မနေဝင်ရမယ် IUG အောက်ကိုမဖြစ်မနေဝင်ရမယ်ဝင်ပြီးရင် IUG ပေးတာယူကျွေးတာစား IUG ခိုင်းလည်းမြပဲလုတ်ရမယ် NUG မခိုင်းရင်ဘာမှမလုပ်နဲ့ခိုင်းရင်လုတ်အဲကိုယ့်အောက်ကိုလုတ်ထားတဲ့အောင်မြင်မှုတွေအကုန်လုံးကိုလည်း IUG ကိုပဲပေးရမယ်နော် IUG ကိုပဲတစ္ဆာခံရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီအာဏာရှင်ပုံစံမျိုးနဲ့ပြန်လာတယ်ဥပမာဗျာနွေဦးတော်လည်ရေးမှာတီးချပေါ်လာတဲ့ဒီဘူနဂါတို့ဘူကောက်ယိုးတို့အဲနောက်တခြားဒီနော်မောင်ဆောင်ခါတို့ပြည် PLA တို့ပေါ့လေအများကြီးရှိတယ်ဒီနော်အဲ့လိုတပ်ဖွဲ့တွေအများကြီးရှိတယ်တကယ်လည်းအင်အားကောင်းတယ်ဒါပေမဲ့ UNG နဲ့က အဆင်မပြေနေဘူး။ဘာကြောင့်အဆင်မပြေနေတာလဲဆိုတော့ဟောတော်လန်ကြီးကိုကိုစားပြုပြီးဒီအစိုးရဆိုတဲ့ပုံစံကို NUG ကတည်တံမသွားဘဲနဲ့စစ်ရေးမှလည်းနေရာတွေအကုန်လုံးဝင်ယူတယ်၊ယာလူတွေအကုန်လုံးဝင်ယူထားပြီးတော့မှဒီဒီဒီအမှန်တကယ်စစ်ရေးဖော်ဆောင်နေတဲ့လူတွေကိုသူတို့ကအဝေးကနေလှမ်းပြီးအုပ်ချုပ်တယ်။အဲအဲ့ဒီပုံမှာ မကြည်လည်မှုတွေဖြစ်ပြီးတော့မှဒီဘက်နိုးတော်လိုင်းရမှာအနှဲငယ်ကြီးအကွဲပြဲဖြစ်လာတာဖြစ်တယ်အဲ့တော့ဒီအကွဲပြဲအစကိုဘယ်ကစလဲမင်း NUG ကစတယ်လို့ပဲကျွန်တော်တို့ပြောရမှာအဲ့တော့ကျွန်တော်တို့မှဒီအချိန်မီပြန်ပြီးစီးလုံးဖို့အချိန်တန်ပြီးဒီစီးလုံးမှလာလေဒီ2025ကိုကျွန်တော်တို့အောင်မြင်မြင်နဲ့ကြော်ဖြတ်နိုင်မှာဖြစ်တယ်အဲ့တော့အခုဟိုအကွဲပြဲဖြစ်နေတဲ့ဟုတ်လားဒီ PDF တက်မှုတွေအကုန်လုံးပြန်စုဟိုစစ်ရေးကိုစစ်ရေးကျွမ်းကျင်လူလက်ထဲကိုအပ်လိုက် NUG ကနိုင်ငံရေးကိုတီးတက်နေမဲ့ နိုင်ငံရေးကိုတည်တန့်ယူနိုင်ငံရေးတို့တည်တန့်နေရယူလိုက်စီရေးကိုစီရေးကျွမ်းကျင်နေလက်ထက်ကိုပြန်အပ်လိုက်ပြီးရင်ဒီ PDF တပ်မှုတွေအကုန်လုံးမြန်မာနိုင်ငံအနှံ့မှာရှိတဲ့ PDF တပ်မှုတွေအကုန်လုံးညီလာခံလုပ်ပြီးရင်တပ်ပေါင်းစုဖွဲ့ဖွဲ့ပြီးတာနဲ့ဒီဘ ਹੁ အစိုးရရဲ့အုပ်ချုပ်ရေးနယ်မြေတွေဒီစစ်ကောင်စီရွေးကောက်ပွဲလုပ်မဲ့နယ်မြေတွေအကုန်လုံးကိုဝင်တိုက်ဝင်သိမ်းအဲ့ဒါဆိုရင်ဒီ2025မှာကျွန်တော်တေချာပေါက်အောင်မြင်မှုနဲ့အဆုံးတက်လိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ UNG ကရှိတဲ့နေရာအကုန်လုံးကိုသူတို့ပဲဝိုက်ချင်တယ်သူတို့ပဲ အရာအကုန်လုံးငါတို့လုံးမှဖြစ်မယ်ဆိုပြီးတော့တွားနေရင်ဒီလမ်းကြောင်းကတဖြည်းဖြည်းနဲ့ဟိုတော်လည်းရေးအောင်မြင်မှုကနေတွေးတွေးဖယ်သွားနိုင်မယ်နော်ကျွန်တော်တို့ဒီအချိန်ရတိတ်မကြံတော့6လပဲကြံတော့တယ်ဒီ2025မှာစစ်ကောင်စီကရွေးကောက်ပွဲအောင်မြင်သွားတာနဲ့ကျွန်တော်တို့ automatic တပုံဖြစ်ပြီးတပုံဖြစ်တာထက်ကိုမှပို့ဆိုတာ PDF တွေပြေးစရာမြေကိုရှိမှာမဟုတ်တော့ဘူးနော်ဒီဘက်မှာတန်းကျင်သားတွေကကိုယ့်နဲ့မြေကိုတိတ်ထားပြီးပြီအကုန်လုံးအဲ့တော့ဒီဘက်မှာဒီဘ ਹੁ အစိုးရကဘလို့ပဲအပြောင်းလဲဖြစ်ဖြစ်တက်လာတဲ့ဘ ਹੁ အစိုးရတွေဒိုင်းကဥပမာတက်လာတဲ့ဘ ਹੁ အစိုးရဆိုတာဗျာဒီ UNG ပဲဘ ਹੁ အစိုးရဖြစ်ဖြစ် စစ်တပ်ပဲဘ ਹੁ အစိုးရပြန်ဖြစ်ဖြစ်တန်ခိုင်ခွင့်ပြုရေးပါတီပဲဘ ਹੁ အစိုးရဖြစ်ဖြစ်တခြားပါတီတခုခုကပဲဘ ਹੁ အစိုးရဖြစ်ဖြစ်ဒီတက်လာတဲ့ဘ ਹੁ အစိုးရနဲ့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ဒါနိုင်ငံရေးဆွေးနွေးကြမယ်အပေးယူတွေလုပ်ကြမယ်အဲ့ဒါလို့အပေးယူလုပ်တဲ့အချိန်မှာအตาစည်းရဖို့အတွက်ဥမာဗျာကျွန်တော်ကစစ်နိုင်နေတယ်စစ်နိုင်နေတဲ့ခေါင်းဆောင်တယောက်ကနိုင်ငံရေးဆွေးနွေးတဲ့ခါငါနိုင်နေတာဖြစ်တဲ့သူကငါလူချင်တာအကုန်တောင်းမယ်ရှုံးတဲ့လူကအကုန်လိုက်ရောပေးရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်အခုတိုင်းရင်းသားပြည်နယ်တွေမှာတိုင်းရင်းသားနယ်မြေတွေကိုတိုင်းရင်းသားတပ်တွေအကုန်လုံးကတိမ့်ပိုက်နေချင်းတာဖြစ်တယ် ဒါဝင်လို့တော်လည်းယူကိုစားမပြုတ်ဘူးလားဆိုရင်ကျွန်တော်တို့တရားရာဂိုင်းတော့တော့မယုံကြည်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီမဟာမိတ်ရတယ်အကူညီရတယ်အထောက်ပံ့ရတယ်အားကိုးလို့ရတယ်ကျွန်တော်တို့ဒီຫນွေဦးတော်လည်းတပ်ဖွဲ့တွေအကုန်လုံးတာနော်စုစည်းညီညွတ်ပြီးတော့မှဒီဖက်ဖက်ပြည်တော်စုကိုထူထောင်ဖို့အတွက်နေပြည်တော်ကိုဝင်တိုက်မယ်ဆိုရင်တိုင်းနာဖွဲ့တွေအကုန်လုံးကလည်းအကူညီပေးမှာအဲ့လိုမှမဟုတ်ပဲနဲ့ကို့ຫນွေဦးတော်လည်းရေးမှာပေါ်လာတဲ့တပ်ဖွဲ့တွေနိုင်ငံရေးခေါင်းဆောင်တွေကမညီညွတ်ပဲနဲ့ဘာမှမလုပ်နိုင်ဘူးဆိုရင်နောက်မှအပြောင်းလဲဖြစ်လာမယ်ဘို့အစိုးရနဲ့တိုင်းနာခေါင်းဆောင်တွေကဥပပေါင်းသွားပြီးတော့ အချိန်တွေတခုကိုဖန်တီးလိုက်ရင်ဒီနှုတ်ပေါ့တော်လိုက်ရင်မှာပေါ်လာတဲ့ PDF တွေတွားပြီးပြည်စရာမြေကိုရှိမှာမဟုတ်တော့နော်ဒါတိတ်အန်တရကြီးတယ်ဒီ2025ကအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အမြန်ဆုံးတက်ပေါင်းစုပေါ်ဖို့လိုတယ်ဒီမြန်မာနိုင်ငံတနက်တပြားမှာရှိကြတဲ့ PDF တက်မှုတွေခေါင်းဆောင်တွေအကုန်လုံးညီလာခံလုပ်ပြီးတော့မှတက်ပေါင်းစုကိုအမြန်ဖွဲ့ဖွဲ့ပြီးရင်ဒါတာဟိုတကယ်ဟိုကျွန်တော်တို့ရဲ့ဆရာကြီးတွေဖြစ်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေစီကနေဒါစစ်ဗျူဟာတွေနီးနာတွေရယူပြီးတော့မှ